အဲသူတို့ကလည်းနဲရိုက်ရိုက်ရိုက်လို့ရပါရိုက်ပေါ့လေအဲ့ဒါတကယ်တင်းတန်းလေးရောက်ရောက်ဝလို့ဘာကြီးဆွဲပြီးရှင်းလာတာကဆရာကြီးကအဲဟုတ်ကျွန်တော်ဟိုပါကျွန်တော် KNU လေးရောက်တဲ့အချိန်မှာကျွန်တော်က ကဲနန်လီရဲ့ဒုစီဦးကြီးချုပ်ပေါ့နော်အခုဘောကြော်ရဲနဲ့လည်းတွေ့တယ်တွေ့တဲ့အခါမှာသူ့ကိုချင်းကပ်ပြီးတော့ကျွန်တော်လုပ်ချင်တဲ့ပုံစံမျိုးပြောပြပေါ့ဆိုတော့သူကလည်းအဲကူညီလို့ရတဲ့ခါကြီးကူညီပါမယ်ပေါ့အဲအဲ့အမျိုးနဲ့ဆက်ပြီးတော့ကျွန်တော်ကချိန်ဆက်ခဲ့တာပေါ့ပြီးတော့နောက်တစ်ခုကဒီဒီရခိုင်တပ်တော်ပေါ့နော်အော်ဒီအာရခတ်တပ်တော်အာရခတ်တပ်တော်ရဲ့အဲတပ်မှုချုပ်ပေါ့နော်ဘုဒ္ဓထုံးမနိုင်တဲ့အဆက်တွေရတယ်အဲသူက တက်ခုပေးမယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကပြန်မရောက်နေရလဲလို့ပြောတော့ကျွန်တော်တက်မှာငါးထဲမှာရောက်နေရဆိုတော့ဒါကဆိုရင်တော့ဒီတက်မှာငါးထဲမှာပဲကျွန်တော်တို့ထိဆက်ကြမယ်ဆိုပြီးတော့အဲ့မှာဒီဘလူးခရန်နယ်လေးနဲ့အေနဲ့လည်းအဆက်အသွယ်လုပ်ဖြစ်ကြတယ်ထင်ပါတယ်အဲ့လိုဆက်အသွယ်လုပ်ဖြစ်ကြပြီးတော့โอเคကိုဆောင်ခါတို့တို့နှစ်ခွေပေါင်းပြီးတော့ဘယ်ပိုင်းနေဘလူးကူကြမယ်ဆိုတော့လေသူတို့ချင်းချင်းလည်းပြောတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့အဲ့ဒါမျိုးကနေမှလို့ရှိရင်နောက်ဆုံးပဲကျွန်တော်တို့ PPL လေးကဒီ ရေရဲ့ဒီစစ်တန်းနှန်းယူမယ်ဆိုတာဖြစ်သွားတာပေါ့နော်သူတို့နှစ်ယောက်ကတော့အဲဘယ်သူတန်းနှန်းယူမလဲကိုယ့်အကူတော့ရွေးရမှာပေါ့အဲအဲ့ဒါမျိုးမေးပါမေးတော့ကျွန်တော်စဉ်းစားတာကအာရခိုင်တက်တော်အရခတက်တော်ဒီဒီဆယ်စုနှစ်တခုတည်းမှာဒီထိတ်ထိတ်တန်းအီအော်တခုဖြစ်လာခဲ့တယ်ပေါ့တော်တော်တိုက်ခိုက်လဲကောင်းနေအဲစနစ်ကြရဲစသဖြင့်ဒါမျိုးကြီးကောင်းတဲ့အခါမှာကျွန်တော်တို့ကလည်းဒီ အချိန်တိုအတွင်းမှာအောင်မြင်တဲ့တက်ကူဖြစ်ရတကယ်ဒီလူမျိုးဟိုကျွန်တော်ပြောလို့ရရခိုင်တက်တော်လို့ပြောတဲ့အခါမှာဒီရခိုင်ပြည်သူလူထုရဲ့အဲဒီ population ပေါ့နော်လူဦးရေနဲ့ကျွန်တော်တို့ပေါ်မှာအုပ်စုရဲ့ population အများကြီးกว่าပါတယ်ကျွန်တော်တို့ကစနေတကြလုပ်တယ်လုပ်နိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အားကောင်းတာလည်းဖြစ်သွားနိုင်တယ်။အဲ့တော့ဖြစ်နိုင်ချေရှိတယ်ပေါ့ဗျာပြောပြနေတာလေ။ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီလိုပုံစံမျိုးတွားရင်တော့ပိုတင့်တော်မယ်ပေါ့။အဲ့တော့နောက်တစ်ခုကကျတော့ သူတို့တီထောင်ထားတာလည်းမကြသေးတဲ့အတွက်ဒီအဲကျွန်တော်တို့ဒီစပြီးတီထောင်ကြတဲ့တက်တွေပေါ်မှာလည်းပို့ပြီးတော့နားလည်မှုပေးနိုင်မယ်လို့လည်းယူဆခဲ့တာလည်းရှိတာပေါ့လေဒါအဲ့ဒါမျိုးနဲ့ပဲ AU ရွေးရွေးချယ်ခဲ့တာပေါ့နောက်ဆုံးအဓိကအကြောင်းပြချက်ကတော့ရခိုင်နဲ့ပမာဏနဲ့နည်းနည်းဗားရစကားတိတ်မဝေးဘူးဗျတိတ်မဝေးဘူးအဲနားလေလွယ်လွယ်လို့ရတယ်ဗောနော်ဟိုနားမလေတဲ့ဘိုင်းကြီးရှိရဲဒါပေမဲ့ communicate လုပ်လို့ရတယ် ကျွန်တော်တို့ကရင်မှာကြောက်ကရင်ပါတာစကားကျွန်တော်တို့လည်းမကြမ်းဘူးအဲဒီဘက်မှာရှိတယ်တမန်၅ရက်မှာရှိတဲ့ဒီတင်တန်းပြနိုင်တဲ့ဆရာတွေအဲကျန်းနေလေးစစ်သားတွေကလည်းပမာစကားလုံးဝမပြောမ,မပြောတတ်ကြဘူးပေါ့နော်ဆိုတော့အဲဒါဆိုရင်တော့ကျွန်တော်တို့ကတကယ်တင်တန်းတစ်ခုကိုရဖို့ဆိုတော့ AC ရပဲယူလိုက်တာကိုတက်တော့ပါတယ်ဆိုရင်လည်း AC ရပဲကျွန်တော်ယူပြစ်သွားတော့ပေါ့လေဒါပေမဲ့ယူပြစ်သွားတဲ့အချိန်မှာပဲတင်တန်းကိုကျွန်တော်တို့ကစပြီးလုပ်ခဲ့အဲ့တော့ဟိုတင်တန်းမစခင်ကတော့ကျွန်တော်တို့ကဒီ စကားပြောကြတော့မဘူဒုထမင်းနိုင်လဲကျွန်တော်ပြောပါတယ်ပူဆောင်ကားတဲ့နည်းနည်းပါးပါးတော့ရိုက်ရမှာတော့ပဲဟောရိုက်ပေါ့ရိုက်ပေါ့ဆိုအေးပေါ့ရိုက်ရမှာဆိုလည်းရိုက်ပေါ့တော့အဲ့လိုပဲပြောရတာပေါ့လေဆိုတော့ကျွန်တော်လည်းကျွန်တော်နဲ့ပါလာတဲ့ဒီကောင်းဆောင်နေပေါ့ဗျာဘက်ရှင်တစ်ဆိုတာကတော့ leadership role မှာရှိကြတာဒါကြောင့်အရင်ဒီ nebe တီးတီးရဲ့ကောင်းဆောင်နေပါဘူးကိုတော့အဲ့လိုကျွန်တော်ပြောရတာပေါ့လေအနေနဲ့ရိုက်မယ်လို့ပြောတယ် အဲသူတို့ကလည်းနည်းရိုက်ရိုက်ရိုက်လို့ရပါရိုက်ပေါ်လေနဲ့တကယ်တင်းနှန်းလေးရောက်ရောက်ဝလို့ဝိုင်းဆွဲပြီးရှင်းလာတာဆရာကြီးကအဲကျွန်တော်တို့ဆိုရင်အဲ့လိုခင်ကိုဘယ်တော့မှအဲ့လိုအတက်မထိုင်ကြရဘူးကျွန်တော်ကဒီចောင်းသားကောင်းဆောင်ကိုចောင်းသားကောင်းဆောင်ဆိုတော့ဗျာအဲသူများတဲ့ပူရိုက်ခံသူများတစ်ချက်ကိုနှစ်ချက်ပဲအဲ့တော့ဟိုခေါင်းဆောင်ကိုလည်း ဒေချာဥချိုးရတာဟုတ်ခေါင်းဆောင်ကိုယ်တိုင်ကမဟုတ်ဟိုမော်မော်ကြွတ်ကြွားနဲ့အဲ့လိုဟိုဆရာကြီးထားနဲ့ဖမ်းနေတွေ့ရတော့စစ်တပ်ကမဖြစ်လာဘူးတော့ခေါင်းဆောင်အောင်ပဲတည့်ပြီးတော့ပဲဆိုင်ရလို့ဖြစ်တာပေါ့တခြားကအဲ့လိုကျွန်တော်တခါမှဒီတင်တန်းကာလာတခြားလို့ proper ထောင်ထိုင်လို့မရခဲ့အဲ့တော့ရိုက်မယ်ဆိုရင်ကျွန်တော်ကဒီဒီဒီတစ်ခေါက်ကအဲ့လိုဖင်ရဲ့ဘဲဘဲအချမ်းကိုအသာပေးရဲ့ဆိုလို့ဘဲဘဲအချမ်းကိုအသာပေးပြီးတော့အဲနည်းနည်းလေးဟန်ယူပြောင်းလဲရတယ် ညာဘက်ခြမ်းကိုတားပေးရတယ်အဲ့လိုပြောင်းပြီးတော့အဲ့လိုခင်ကိုတစ်လှည့်ကြီးခံရလို့ဖြစ်တယ်အဲ့တော့ကျွန်တော်ထိုင်ရင်ဒီလိုစောင်းပြီးတော့ထိုင်မယ်အဲ့လိုဘဲဘက်စောင်းပြီးထိုင်ရင်ထိုင်နောက်တစ်ခေါက်ကြာနောက်နေ့ကြာညာဘက်စောင်းပြီးထိုင်အဲ့လိုမျိုးနဲ့ပဲကျွန်တော်ဆင်းခဲ့ရတယ်ဆိုတော့တောက်လျှောက်ဒီဒီတင်စစ်တင်တန်းတုံးလာအတွင်းမှာဆိုရင်လုံးဝမနာကျွန်တော်ကအခုအခုတော့ပြန်ဝလာတာပေါ့နော်ဆိုတော့အရင်အတိထက်လည်းဝတယ်ဟုတ်တင်တန်းကာလမှာလုံးဝမြောက်ကောင်းဖြစ်သွားတယ်ကျွန်တော်ဘိုက်ကလုံးဝမရှိတော့ လုံးဝတကယ်ဒီကိုယူစစ်ကြသွားတာအဲ့လောက်ကြည့်ကိုခက်ခဲကြမ်းတမ်းတယ်ပေါ့ဒါတွေလည်းကျွန်တော်တို့ကအောင်မြင်အောင်လုပ်နိုင်ခဲ့အကျွေးမလျှော့ပဲနေပေါ့နော်ဆိုတော့တင်နန်းတကယ်တက်တာအစုစုပေါင်းနောက်ဆုံးပိတ်ဒီ40နီးပါးလောက်ရှိခဲ့တာပေါ့နော်30ကျော်ကနေနောက်ထပ်ထပ်ဝင်လာတယ်တင်နန်းသား40လောက်ရှိခဲ့တယ်ဒါပေမဲ့တင်နန်းကတကယ်တင်နန်းဆင်းလိုက်နိုင်ခဲ့တာက24ယောက်ပဲရှိပါတယ်24ယောက်ပဲရှိတယ်အဲ24ယောက်မှာမှာတင်နန်းဆင်း24ယောက်မှာ ဒီတက်ကိုယနေ့အချိန်ထိဆက်လက်ဦးစီးဆောင်ရွက်နေရတာ15ရောက်ပဲရှိပါတယ်